ဒီနေ့ခေတ်လူငယ်တွေ30တွေ Happy Water ဆေးရေကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့အသက်16နှစ်ရွယ်ချစ်စရာမိမငယ်လေး Happy Water ဆေးရေကြောင့်အသက်ဆုံးရှုံးရတာကရှမ်းပြည်မိုင်ပန်းမြို့နယ်လွိုင်နှွေရွာကအသက်16နှစ်ရွယ်မိမငယ်တူပါအဆိုပါမိကလေးဟာ Happy Water ဆေးကြဆေးရေကိုအလုံးအကျုံတောက်တုပ်ပြီးနောက်သိဆုံးသွားကြောင်းဒေသခံများကပြောကြတာဖြစ်ပါတယ်မြန်မာနိုင်ငံမှာ Happy Water ဆိုတဲ့ဆေးရေကြောင့်အသက်ဆုံးရှုံးသွားရတဲ့မိကလေးတွေက များလာတာပါအခုကမှလည်းရှမ်းပြည်နယ်မိုင်ပန်းမြို့ လိုင်နဲ့ရှာမှရှိတဲ့အသက်16နှစ်ရွယ်အမျိုးသမီးရင်လေမန့်နန်းဆိုင်ငင်ဟာဇွန်လ21ရက်ညပိုင်းမှာသူမရဲ့တငယ်ချင်းနဲ့တူမိုင်းပိုင်မြို့နယ်လိုင်နဲ့ရွာရှိ KTV ဆိုင်သို့သွားရောက်လည်ပတ်ပြီး Happy Water စိတ်ကြဆေးရည်ကိုတောက်300ရုပ်တရက်စုံပါသွားကြောင်းမိုင်းပိုင်မြို့ဒေသခံမြို့သားတို့ကပြောလာတာဖြစ်ပါရီအဆိုပါဖြစ်စဉ်ကိုတီးကြသည့်အမျိုးသားပြောတာကမိကလေးရချစ်စရာလေးတငယ်ချင်းနေနဲ့စုပြီးတော့ KTV သွားလိုက်ကြ Happy Water တောက်ပြီးတော့အဲ့တလိုရုပ်တရက်စုံသွားတာပဲ အစတော့ငါစိတ်ယုံကိုပို့လိုက်သေးတယ်။စိတ်ယုံကလက်မခံတော့အင်ကိုပြန်ခေါ်လာတာလို့ဆိုပါရီ။တရေထနာတစ်ခုတင်ပြကြမှာလေ။စုပ်ပါသွားသူမိကလေးနန်ကျုံငင်ဟာတငယ်ချင်းတွေနဲ့ KTV တစ်ခုမှာတချင်းဆိုရင် Happy Water စိတ်ကြွရေကိုတောက်လိုက်ရှာကတတိလက်ခအသက်ဆုံးရှုံးနေတာလို့ဖော်ပြပါရီ။ကလေးမလေးကတချင်းဆိုရင်နဲ့တစ်ခွက်ပြီးတစ်ခွက်တောက်တာဗဇက်ကအမြုပ်တွေထွက်ပြီးတော့တတိလက်သွားရီ။စိတ်ယုံကိုပို့ကြတော့အသက်မပါတော့လို့စိတ်ယုံကလက်မခံမှုပြောရီ။နောက်အင်ပြဲသေးလာကြတာ။ သူတို့ပြောတာတော့တောက်တာများသွားလို့ဖြစ်တာလို့ပြောရင်အမြုပ်တွေထွက်လာပြီးတော့3လစ်တာလို့ပြောရလို့အဲ့အကြောင်းတည်းရဲ့ဒေသခံတို့ကပြောပါရီ Happy Water ကြောင့်အသက်ဆုံးရှုံးသွားတဲ့အမျိုးသမီးငယ်လေးဟာချစ်စရာကောင်းတဲ့သူလေးဖြစ်ကောင်းတွတ်တွတ်လက်လက်လေးနဲ့မလို့အားလုံးကနှမြတ်တတဖြစ်ကြပါရီအခုတော့မိဘတွေတက်တက်လို့ချစ်ရတဲ့သမီးကောင်းရှင်နာလေးဟာ Happy Water စေးရီကြောင့်အသက်ဆုံးရှုံးသွားကြရတာပါအဆိုပါ Happy Water ဆိုတာကတော့ဓာတုစေးရီတစ်မျိုးဖြစ်ကောင်းလူစိတ်ကိုခိတ္တပြောစေပေးတတိလက်လို့ဖြစ်နိုင်တယ်လို့ဆိုပါရီဒါကြောင့်လေဒီစေးရီကိုညာဘက်ပါတီတက်တဲ့ လူငယ်လူရွယ်တွေကတိပေးထားတဲ့လူငယ်လူရွယ်တွေဟာစိတ်ကြောက်ကပျော်ရွှင်စေဖို့အတွက် Happy Water ကိုသုံးစွဲကြတာဖြစ်ပါတယ်။အခုခေတ်လူငယ်တွေတတော်များညာဘက်ကလည်းသွားရင်ကတိပေးသွားရင် Happy Water မတောက်ရင်ကိုမှခင်မမီတော့တလို့ဖြစ်လာတာပါ။အချို့ကဆိုရင်တော့ Happy Water စည်းရီကို Facebook My Day တွေမှာတင်ကြတာရှိပါတယ်။ဒါပေမဲ့ Happy Water ဆိုတာမြန်မာလိုဘာသာပြန်ရရင်ပျော်ရွှင်ခြင်းတောက်ရည်ဆိုပေမဲ့တောက်ရည်လို့တော့မယူရှင်ပါဘူး။ Happy Water ရဲ့မှာခနာကွာပင်မနှဲ့နေမှုကိုပြေပြောက်စေတဲ့ဒူပါမင်တက်ကိုထုတ်ပေးတဲ့ဓာတ်ရုပ်စေတွေစိတ်ကိုပြောင်းလဲမျိုးကြွားစေတဲ့ကက်တမင်လိုဓာတ်ထုစေရီပါဝင်ပါရှင်ရှင်းပြောရရင်တော့ Happy Water ဆိုတာကတော့လူငယ်တွေအလွယ်တကူသုံးနိုင်အောင်လုပ်ထားတဲ့မကောင်းတဲ့လူညို့တိုးစေတဲ့ဓာတ်ထုစေရီတစ်မျိုးပါပဲဒီလိုဓာတ်ရုပ်စေရီတွေဟာအခုချိန်မှာတော့ရှမ်းပြည်နယ်ကရင်ပြည်နယ်စားနေတဲ့ဆက်ကနေတစ်ဆင့်ပြည်နယ်ဝင်ရောက်လာကရန်ကုန်မန္တလေးစားတဲ့မြို့ကြီးတွေကနိုင်ကလပ်တွေမှာတော်တော်လေးကိုမှအလွယ်တကူတောက်သုံးနိုင်ပါရှင် ဒီလိုဟက်ပီဝါတာတောက်ချင်းရဲ့စူဂျူကတော့နှလုံးခုန်မြိန်ကျော့ရကနောက်ဆုံးမှာတော့အသက်ဆုံးရှုံးနိုင်တာပဲဖြစ်ပါတယ်အခုချိန်မှာရှက်ပြည်နယ်ကအသက်16နှစ်ရွယ်ချစ်စရာအကောင်မလေးဟာဟက်ပီဝါတာစီးရီကြောင့်အသက်ဆုံးရှုံးပြီးတော့လူညွတ်တုံးခဲ့ရတာဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြရင်ပရိသတ်တရရောဟက်ပီဝါတာစီးရီကိုကိုယ်တိုင်သုံးဆွဲဘူးသလားဆိုတာမိမိတို့ရဲ့တွေ့ကြုံလေးတွေကိုလည်းပြောခဲ့ပေးပါဦးရှင်